Assalamu alaikum wa rahmatullahi wa barakatuh ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြမယ့်ကောင်းစဉ်ကတော့အစ္စလာမ်သာသနာကပေးအပ်ထားတဲ့အလုသမားတွေအပေါ်မှာလက်အောင်ငယ်သားတွေအပေါ်မှာထရှိရမယ့်ဝတ္တရားတွေသူတို့ရဲ့အခွင့်အရေးတွေ Rise of Workers in Islam ဆိုတဲ့ကောင်းစဉ်ကို ကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်အစ္စလာမ်သာသနာမှာလက်အောင်ငယ်သားအလုသမားတွေကိုသူတို့နဲ့ပတ်သက်တဲ့ဝတ္တရားတွေကျေပွန်ဖို့ သူတို့ကိုကောင်းစွာဆက်ဆံဖို့ဘလောက်တောင်မှ အရေးကြီးလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လောကီရဲ့ကောင်းဆောင်လောကုတ္တရာရဲ့ကောင်းဆောင်ဖြစ်တဲ့တမန်တော်မြတ်ကြီးဆလလာဟူအလัยဟီဝဆလမ်ရဲ့နောက်ဆုံးအချိန်မှာတော့မှတမန်တော်မြတ်သခင်ဟာအချက်နှစ်ချက်နဲ့ပတ်သက်ပြီးတမန်တော်မှာခဲ့တယ်။တစ်ချက်ကဆလာနေ့စဉ်ဝတ်ပြုရတဲ့ဆလာကိုမြေမြန်စွာစောက်တီးဖို့နောက်တစ်ချက်က လက်အောက်ငယ်သားတွေအပေါ်မှာကောင်းစွာဆက်ဆံဖို့ဆိုပြီးတော့တမန်တော်မြတ်သခင်ဟာမှာကြားခဲ့ပါတယ်။တမန်တော်မြတ်သခင်ရဲ့ဘဝကိုကြည့်ကြည့်မယ်ဆိုရင်လေအလုသမားလူတန်းစားတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့အခွင့်အရေးတွေအပြည့်အဝရရှိဖို့တမန်တော်မြတ်ကြီးဟာအမြဲတမ်းပဲဆော်ဩခဲ့တယ်လို့မျိုးဒီအပြင်ဒီအလုသမားတွေလက်အောက်ငယ်သားတွေကိုလည်းအမြဲတမ်းတမန်တော်ဟာဂုဏ်ပေးမှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။တခါကလူတယောက်ယောက်လာတယ် ရောက်လာပြီးတော့တမန်တော်မြတ်ကြီးကိုလာပြီးလက်ဆွဲနှုတ်ဆက်တဲ့အခါကျတော့အဲ့ဒီလူရဲ့လက်တွေကကျန်းနေတယ်။လက်ကင်လိုက်တဲ့အခါလက်တွေကကျန်းနေတော့တမန်တော်မေးတယ်။ဘာဖြစ်လို့လက်တွေကကျန်းနေတာလဲ။ဒီလိုသူကပြောတယ်။အိုးတမန်တော်ကျွန်တော်အင်မတန်ခက်ခက်ခဲခဲပင်ပင်ပန်းပန်းလက်နဲ့အလုပ်လုပ်ရလို့ဒီလက်တွေကျန်းနေတာပါ။အဲ့ဒီလိုပြောတော့တမန်တော်မြတ်ကြီးကအဲ့ဒီလူရဲ့လက်ကိုယူပြီးတော့နန်းရှုပ်လိုက်တယ်တဲ့။ပြီးတော့ သူ့ကိုတမန်တော်ဒီလိုဂုံပြူတယ်။နော်အဲ့ဒီလိုရှာဖွေတဲ့သူဟာအလိုက်ရဲ့အချစ်တော်ပဲဖြစ်တယ်ဆိုပြီးတော့တမန်တော်ဂုံပြူအားပြီးစကားပြောတယ်တဲ့။တချို့ဟဒီစ်စတော်ရီထဲမှာတမန်တော်မြတ်ကြီးဒီလိုအမိန့်ရှိထားတော်ဒါတော်မှရှိပါတယ်။ကိုယ်အိမ်မှာရှိတဲ့အလုသမားကိုယ့်ရဲ့အခိုင်းအစီတွေဟာကျွန်တော်တို့ရဲ့ညီနောင်တွေပဲဖြစ်ပါတယ်တဲ့။သူတို့တွေကိုကျွန်တော်တို့ဘလို့စားလဲအဲ့ဒီအတိုင်းကျွေးရမယ်ဆိုပြီးတော့တမန်တော်အမိန့်ရှိထားတဲ့တချို့ဟဒီစ်တွေထဲမှာဒီလိုတမန်တော်တင်ပြအမိန့်ရှိထားပါတယ်။နော်ကျွန်တော်တို့တွေ လဲမှာเนาะဒီလိုလူရဲ့အစားအသောက်ဟာအကောင်းဆုံးပဲတဲ့သူဟာသူ့ရဲ့ကြိုးစားအထုံမှုနဲ့သူပင်ပင်ပန်းပန်းရှာဖွေပြီးရရှိလာတဲ့ပတ်စံနဲ့သူ့ရဲ့အစားအသောက်ကိုသူเนาะဝယ်စားတယ်အဲ့ဒီအစားအသောက်ကเนาะတခြားသူတွေအသူ့ရဲ့အစားအသောက်ကဒါအင်မတန်မှကိုပဲเนาะကောင်းမွန်တန်ရှင်းတဲ့အစားအသောက်ဖြစ်တယ်ဆိုပြီးတော့တမန်တော်မြတ်သခင်ဟာအမိန့်ရှိထားပါတယ်ဒီတိုင်းပဲအလုသမားတွေရဲ့အခွင့်အရေးရဖို့ လောက်အောင်ငေသားတွေသူတို့ရထိုက်တဲ့အခွင့်အရေးတွေအပြည့်အဝရရှိဖို့လေတမန်တော်မြတ်သခင်ဟာအမြဲပဲစော်ဩလျက်ရှိပါတယ်ဟာဒီစ်တော်တရားမှာတမန်တော်အမိရှိတယ်အလုသမားရဲ့သူ့ရဲ့လိုအားကကိုသူ့ရဲ့ချွေးမချောင်းမိအလျင်နော်သူပင်ပန်းထားတယ်သူတဏီကုံအလုလုထားတယ်သူလှုပ်ထားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကချွေမချောက်ခင်အလျင်သူ့ရဲ့လိုအားကကိုရှင်းပြပါ တနည်းအားဖြင့်နော် तू အလုတ်လုတ်ပြီးွားတဲ့အချိန်သူ့ကိုလှုပ်အားကပေးမဲ့အချိန်မှာကြန့်ကြာနေခြင်းဟာဒါသူ့ကိုမတရားမှုပြုတာပဲနော်ဟာဒီစ်တော်တရားမှာတမန်တော်အမိန့်ရှိတယ်ကယ်မတ်နေ့ကြာရင်နဲ့တမန်တော်မြတ်သခင်ဟာဒီလိုလူအတွက်တမန်တော်တရားလိုလှုပ်ပေးမယ်ဒီလိုလူဘက်ကနေတမန်တော်ယက်တီပေးမယ် သူဟာအလုတ္တမဖြစ်တယ်အလုရှင်ကသူ့ကိုအပြည့်အဝအလုတော်ခိုင်းပြီးတော့လောအားကပေးတဲ့အချိန်ကျတော့အပြည့်အဝမပေးခဲ့ဘူးရှော့ပေါ်ပြီးပေးခဲ့တယ်အလုတ္တမအပေါ်မှာမတရားပြုမှုခဲ့တယ်အဲ့ဒီလူလူအတွက်တမတော်မြတ်သခင်ကတရားလိုလုပ်ပြီးတော့ဒီအလုတ္တမရဲ့ရပိုင်권ကိုမရဖြန်ကြာမတ်နေကြရင်တမတော်ပြန်ပြီးတော့တောင်းပေးမယ်ပြန်ပြီးတော့ယူပေးမယ်လို့တော့ဟာဒီစ်တော်မှာတမတော်မြတ်သခင်ဟာအမိရှိထားပါတယ်ဒီတိုင်းပဲနော်ကျွန်တော်တို့တစ်ခါတစ်ခါ ကိုပဝင်းချင်းကိုအိမ်မှာဖြစ်တတ်တယ်။နော်အလုံသမားဖြစ်တဲ့သူကသမီးဟင်းနေချက်ပြုတ်ပြီးတော့ကျွန်တော်တို့ရဲ့အရှိကိုယူလာတဲ့ယူလာတဲ့အချိန်ကျရင်ကျွန်တော်တို့ဘလို့ပြုတ်မှုရမလဲတမန်တော်မြတ်သခင်ကပြောတယ်အဲ့ဒီအချိန်ကျရင်တော့မှအကောင်းဆုံးကပါလေဒီအလုသမားနဲ့ကျွန်တော်တို့တူတူထိုင်ပြီးစားအဲ့ဒါအကောင်းဆုံးအကဲ၍တူတူထိုင်ပြီးမစားနိုင်ဘူးဆိုရင်တော့မှတဲ့အဲ့ဒီအစားအသောက်ထဲကတချို့ကိုသူ့ကိုလည်းပဲကျွေးလိုက်ပါ ူကိုလည်းပဲပေးလိုက်ပါအဲ့ဒီအစားတောက်ကိုကြီးပဲစားပြီးတော့သူ့ကိုတခြားအစားတောက်တင်နဲ့ကျွေးတာသူ့ကိုတတ်တတ်ဖေချင်ထားတာအဲ့ဒီလိုမျိုးမလုပ်ရဘူးဆိုပြီးတော့လေတမန်တော်မြတ်သခင်ဟာအမိရှိထားပါတယ်ဒီတိုင်းပဲเนาะကျွန်တော်တို့ ဒီနေ့အလုတမားဒီနေ့ပတ်သက်ပြီးဘလို့လောက်ခပြရမလဲဒါကိုလေတမရမြတ်သခင်ဟာခုအချိန်ကလေးကကျွန်တော်တို့ကိုမှာကြားထားပါတယ်အလုတမားတယောက်ကိုလောက်ခပြမယ်ဆိုလို့ရှင်ဒီလိုလောက်အားကပြပါအဲ့ဒီလောက်အားကဟာသူစားဖို့တောက်ဖို့လုံလောက်တဲ့နော်အနေထားရှိရမယ်မလောက်မငါမပြရဘူးနော်အင်မတန်နဲ့နဲ့ပပပဲပြတာနော်သူ့အတွက်သူ့ရဲ့စရိတ်တောင်သူမလုံလောက်နိုင်ဘူးအဲ့ဒီလိုမျိုးပြတာမျိုးကျွန်တော်တို့မလုပ်ရပါဘူးဒီအတိုင်းပဲတမရမြတ်သခင်ဟာဒီစ်တော်တရားမှာအမေရှိ တယ်တင်မီစီချမ်းမာလာရှိတယ်အလုတမားကိုရိုက်ဖို့နော်အလုတမားအပေါ်မှာကျွန်တော်တို့လက်တင်ဖို့ကြံမိပြီဆိုလို့ရှင်အလကိုတတိရလိုက်ပါတနည်းအားဖြင့်အလကိုကြောက်လိုက်ပါနော်တမရမြတ်သခင်ဟာအင်တန်ကိုမှ ီလိုမျိုးမလုပ်ဖို့ကိုကျွန်တော်တို့ကိုတားမြစ်ထားပါတယ်ဒီအတိုင်းပဲလူသားဆိုတာဘယ်လူမဆိုမှားနိုင်တာပဲတော့အင်မတန်ပညာတတ်တဲ့သူမှလည်းအမားဆိုတာရှိနိုင်တာပဲလူကြီးလူကောင်းတယောက်တောင်မှအမားဖြစ်နိုင်တာပဲအလုသမားလည်းမှားနိုင်တာပဲဟာဒီစ်တော်မှာတမန်တော်မြတ်သခင်ကအလုသမားတွေမှားတဲ့အခါမှာလည်းခွင့်လွတ်ပေးဖို့ဆိုပြီးတော့တမန်တော်မှာချထားတယ်ဟာဒစ်အဗ်ဒူလာဘင်အူမာသခင်ကရောက်လာပြီးတော့ကိုရော့ကိုမေးတယ်ဦးတမန်တော်မြတ်ကြီးအလုသမားတွေကိုကျွန်တော်တို့တရက်ဘယ်နှခေါက်လောက်ခွင့်လွတ်ပေးရ တမန်တော်ဘာပြန်ဖြေပြီးလဲဆိုလို့ရှင်အခ80ခွင့်လို့လိုက်တဲ့တနည်းအားဖြင့်အလုသမားတယောက်ကတနည်းကိုအခ80တော့အမားမလုပ်ပါဘူးဆိုလိုတာကဘလောက်ပင် မှားမှာခွင့်လို့လိုက်ပါလို့တမန်တော်မြတ်သခင်က နော်ဒီလိုရင်းညွှန်းပြီးတော့အမိတ်ရှိလိုက်တာဖြစ်ပါတယ်ဒီတိုင်းပဲနော်နောက်ဟာဒီစ်တော်တင်ရမှာတမန်တော်မြတ်တခင်အမိတ်ရှိတယ်နော်အလုသမားဆိုတာလောက်အောင်ငယ်သားဆိုတာကျွန်တော်တို့ရဲ့ညီနောင်ပါပဲအလရှိမတ်တခင်ကသူ့ကိုကျွန်တော်တို့ရဲ့လောက်အောင်မှာထားထားလို့တာသူ အလုသမားဖြစ်နေတာသူ့ပင်မဲ့လေးပဲကျွန်တော်တို့သူ့ကိုဒီလိုဆက်ဆံရမယ် ကိုပါနဲ့စားလဲအရာသူကိုကျွေးရမယ်ကိုပါဝစ်လဲနော်အရာနဲ့နိစ္စအောင်သူကိုဝစ်စားဆင်ဆင်ရင်ပေးရမယ်ဒီတိုင်းမဲ့သူမနိုင်တဲ့ဝင်ကိုကျွန်တော်တို့မခံရဘူးဒီတိုင်းမဲ့နောက်ဟာဒီစတော်တရားမှာတမန်တော်မြတ်သခင်အမိတ်ရှိတယ်အလုသမားနဲ့ပတ်သက်လာရင်ကိုသဘောကျတယ်ဒီအလုသမားကိုကိုစိတ်တိုင်းကျတယ်ဆိုရင်သူကိုအကောင်းဆုံးတာနော်သူကိုကိုစားတယ်လို့ကျွေးလိုက်နော်ကိုသူကိုအကောင်းဆုံးဆက်ဆံလိုက် တခါတခါကိုစိတ်တိုင်းမကြဘူးအလုသမားတယောက်အလုသားလုံနေတာအစိမ်းမပြေဘူးအဲ့ဒီလိုဆိုရင်လေအကောင်းဆုံးကပါလေသူ့ကိုပြန်လွတ်ပေးလိုက်ပါတဲ့သူ့ကိုအဲ့ဒီလိုမလွတ်ဘဲနဲ့သူ့ကိုခိုင်းလဲခိုင်းနေမယ်ငေါက်လဲငေါက်နေမယ်ဆူလဲဆူနေမယ်ဆိုရင်ကိုလေးစိတ်မချမ်းသာရသလိုအဲ့ဒီဆူငေါက်နေမှုအပေါ်မှာကို့အတွက်အပြစ်တွေလည်းပဲဖြစ်သွားနိုင်တယ်တဲ့ဒီတိုင်းပဲဘုခါရီကျမ်းရဲ့ဒီဝါးတစ်ခုမှလာရှိတယ်အလုသမားကိုအိမ်မှာရှိတဲ့အလုသမားလက်အောက်ငယ်သားကိုကျွန်တော်တို့က အလုတ်ခန်းယုံတယ်မကဘူးသူ့ကိုဒါလေးပါလုတ်ပေးလိုက်မယ်သူ့ကိုပညာပါသင်ပေးလိုက်မယ်နော်သူ့ကိုအကောင်းဆုံးဖြစ်အောင်နော်ပြုစုပြောထောင် ပေးလိုက်မယ်ဆိုလို့ရှင်အလရှင်မတ်သခင်ဟာအဲ့ဒီလူကိုဆော်ဝါနှစ်ဆပေးมาဖြစ်ပါတယ်တဲ့ဒီတော့တမန်တော်မြတ်သခင်ဟာဘလောက်တောင်းမှအလုတ်သမားတွေရဲ့အခွင့်အရေးအလုတ်သမားတွေကိုကောင်းစွာဆက်ဆံဖို့အမိရှိထားလေဆိုတာဒီဟဒီစ်တော်တွေကိုကျွန်တော်တို့နားထောင်ပြီးတော့ကျွန်တော်တို့အခုသိရှိနိုင်ပါပြီဒီတော့တမန်တော်အဲ့ဒီလိုအမိရှိခဲ့လို့လည်းပဲ တမန်တော်ရဲ့ဆွာဟာပါတာဝကရီဟာအင်မတန်မှကိုပဲလောက်အောင်ကေသားတွေကိုအင်မတန်ကောင်းစွာဆက်ဆံခဲ့ကြတယ်ဟာဇတ်အဘူဇာကေဖာရီရဇီယัลလာဟူတာလာအနုတခင်နဲ့ပတ်သက်ပြီးလာရှိတယ်ဒီတခင်ကြီးဟာ ပရောမစိုးတဲ့အလုတမားနဲ့သွားနေရင်ကိုသူပါဝစ်ထားလေအဲ့ဒီအဝိစားကိုပဲအလုတမားကိုပြန်ပြီးတော့ဝစ်ဆင်ပေးထားတယ်။နော်အမြဲတမ်းစားဖို့တောက်ဖို့စီစဉ်ပြီးဆိုရင်အလုတမားနဲ့တူတူထိုင်ပြီးတော့ကိုဘလူစားလေအဲ့ဒီအတိုင်းပဲအလုတမားကိုကြွေးတဲ့တခါတခါအလုတမားကမနိုင်ဝန်ထမ်းနေရတယ်ဆိုရင်တခင်ကြီးကသူ့ပါကူပြီးတော့နော်အလုတမားကိုဝိုင်းဝန်းကူညီပြီးတော့ထမ်းပေးတယ်ဝိုင်းဝန်းကူပြီးတော့လုပ်ပေးတယ်အဲ့ဒီလိုမျိုးတောင်မှစွာဘာတွေဟာအလုတမားတွေရဲ့အခွင့်အရေးကိုဂရုစိုက်ခဲ့တယ်ဟာဒတ်အိုမာတခင် င်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကြားဖူးကြလိမ့်မယ်။ဥမာသခင်ဟာအမီရုလ်မူမီနင်ဖြစ်နေတဲ့အချိန်အင်မတန်ကြော်ကြားတဲ့အင်မတန်ကြီးကျယ်တဲ့အင်ပါယာကြီးကိုအုပ်ချုပ်နေရတဲ့ခေါင်းဆောင် ဖြစ်နေတဲ့အချိန်မှာတော့မှ ဂျေရုရှလင်မြို့ကိုအမတ်တခင်ဝင်သွားတာဒီလိုပုံစံနဲ့ဝင်သွားတယ်တဲ့ကလောဥကတကောင်မေးရှိတယ်ဒီတော့တကောင်မေးရှိတယ်အလုသမားပါလာတယ်အမတ်တခင်လည်းရှိနေတယ်ဒီတော့ဘသူစီးမလဲအဲ့ဒီတော့အမတ်တခင်ကပြောတယ်နော်ငါတလေစီးမယ်ပြီးရင်မင်းတလေစီးဒီလိုမလုပ်ဘူးငါကြီးပဲစီးမယ်အတင်ကလမ်းပဲလျှောက်ကလောဥပဲဆွဲအဲ့ဒီလိုအမတ်တခင်မလုပ်ခဲ့ဘူးဒီတော့တလေစီစီးမယ်ဆိုပြီးတော့အဲ့ဒီလိုစီးလာတဲ့အခါကျတော့ဂျေရုရှလင်မြို့ကိုဝင်တဲ့အချိန်ဖြစ်ချင်တော့အဲ့ဒီအချိန်မှာ ကြိုးဆိုတဲ့သူတွေလည်းအများကြီးရှိနေတယ်အဲ့ဒီအချိန်မျိုးမှာကလောအုပ်ကိုစီးလာပြီးတော့ကလောအပေါ်မှာထိုင်နေတဲ့သူကအူမာတခင်ရဲ့အလုတမားဖြစ်နေပြီးတော့အူမာတခင်ကကလောအုပ်ကိုဆွေးတဲ့သူဖြစ်နေတယ်တဲ့အဲ့ဒီလောက်တောင်မှကျွန်တော်တို့ရဲ့ဆွာဘာတော်ဝကကြီးတွေဟာအလုတမားတွေအပေါ်မှာအဲ့ဒီလိုတန်းတူဆက်ဆံခဲ့တယ်အဲ့ဒီလိုအခွင့်အရေးပေးခဲ့ပါတယ်ဒီတော့ကျွန်တော်ဒီကုန်းချုပ်တင်ပြချင်တာကနော်အလရှင်မြတ်တခင်ဟာကျွန်တော်တို့ကိုလုပ်ငန်းရှင်အဖြစ်နဲ့ထားထားတယ် ကျွန်တော်တို့ကိုအလရှင်မြတ်တခင်နော်အပေါ်မှာထားရတယ်ကျွန်တော်တို့ရဲ့လက်အောက်မှာအလူသမားတွေရှိနေတယ်ဆိုရင် အလရှင်မဲ့သခင်ရဲ့ဒါဟာကျေးဇူးတစ်ခုပဲဒါဟာအလရှင်မဲ့သခင်ကျွန်တော်တို့အပေါ်မှာချင်းမြင့်မှုတစ်ခုပဲသို့ပေမဲ့ဒီလိုတော့မထင်လိုက်ပါနဲ့ငါဟာပူပြီးမြင့်လို့ငါဟာပူပြီးတော့အစင်တန်းအဖြစ်မြင့်နေအတွက် နော်ငါကအလုရှင်ဖြစ်တာသူကအလုသမားဖြစ်တာအဲ့ဒီလိုတော့မထင်လိုက်ပါနဲ့ဘသူဟာပူပြီးမြင့်လဲဘသူဟာနှိမ့်လဲဆိုတာကျွန်တော်တို့မဆုံးဖြတ်နိုင်ပါဘူးတာဟာအလရှင်မဲ့တခင်ရဲ့အရှိကိုရောက်မှနောက်ပြန်ကီယာမတ်နေ့ကျမှအလရှင်ဆုံးဖြတ်ပေးမယ့်ကိစ္စပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အပြစ်လုပ်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ရဲ့အပြစ်တွေကိုအလရှင်မဲ့တခင်ခွင့်လွတ်ဖို့လူတိုင်းမျှဝင့်ကြတာကြီးပဲဒီတော့ကိုကိုတိုင်းကြတော့ကိုအိမ်မှာရှိတဲ့အလုသမားကိုကိုခွင့်မလွတ်ပေးဘူးသူ့ရဲ့အ ဖြစ်အပေါ်မှာကိုနားမလဲပေးဘူးဆိုလို့ရှင်ကျွန်တော်တို့ကိုလည်းအလရှင်မဲ့တခင်ဘလို့လို့ခွင့်လို့ပေးမှလေဒီတိုင်းပဲနော်လူတိုင်းအလရှင်မဲ့တခင်ရဲ့ကျင်နာတနာမှုကိုတော့လိုချင်ကြတာကြီးပဲဒါပေမဲ့ကိုကိုတိုင်းကြတော့ကိုရဲ့အိမ်မှာရှိတဲ့အလုတ်သမားကိုရဲ့အလုတ်မှာရှိတဲ့လက်အောင်ငယ်သားအပေါ်မှာမကျင်နာပေးနိုင်ဘူးမတနာပေးနိုင်ဘူးဆိုလို့ရှင်အလရှင်မဲ့တခင်ရဲ့ကျင်နာတနာမှုကိုလည်းကျွန်တော်တို့ဘလို့လို့မျှော်လင့်လို့ရနိုင်ပါလေအဲ့ဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့တွေဟာစစ်မှန်တဲ့အစ္စလမ်သာသနာဝင်တွေဖြစ်ဖို့မွတ်စလင်ပြည်သားဖို့အတွက်တမန်တော်မြတ်သခင်ဆလလာဟူအလัยဟ်ဆလမ်မှာကြားထားတဲ့အတိုင်းအလုတ္တမားတွေရဲ့အခွင့်အရေးအလုတ္တမားတွေရဲ့ဝိတရားတွေကိုအပြည့်အဝကယူဆိုင်ပေးကြပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့ဤကုံချော အပ်ပါတယ်ပါခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်အလ်အာလမီ